ကရနီပြည်နယ်အတွင်းကိုဝင်ရောက်နိုင်ဖို့စစ်တပ်ကစစ်မျက်နှာတုံးခုဖွင့်ပြီးအင်အားအလုံးအရင်နဲ့ထိုးစစ်ဆင်နေတယ်လို့ကရနီအမျိုးသားများကကွယ်တဲ့ KNDF ကစက်တမ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အာနာတင်းစစ်တပ်ကနေမြပြန်လည်ရရှိဖို့ပြီးခဲ့တဲ့ဩဂလာရှီယန်နေ့ကစပြီးကရနီပြည်နယ်ဒီမော့ဆိုမြို့နယ်ကိုစစ်ကြောင်းထိုးခဲ့ပြီးဒီမော့ဆိုဖူဆိုလမ်းမကြီးကိုရရှိပြီးတဲ့နောက်ဘောလခဲဖက်ကိုဆက်လက်ထိုးစစ်ဆင်နေတယ်လို့ဆိုထားပါတယ်။ ရှမ်းကရနီနယ်ဆက်မူပြင်းမြို့အနီးမှာလဲစစ်တပ်ကစီးရဲလှုပ်ရှားမှုတွေပြုလုပ်ပြီးဒိဒခင်ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာတွေပြုလုပ်နေတယ်လို့အတည်ပြုထားပါတယ်။အလားတူဖဲခွန်မြို့နယ်တောင်စလုံးကြီးရွာဖက်မှာလဲပို့ပြည်သူစီပီအန်နိုတို့နဲ့ပူးပေါင်းပြီးစစ်တပ်ကစစ်ကြောင်းဖျန့်ကျက်လှုပ်ရှားနေတယ်လို့ဆိုထားပါတယ်။ဒီမော့ဆိုမျိုးနဲ့ဒေါငန်ခါရက်ွက်ကိုစစ်တကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာပြီးအနည်းမှရှိတဲ့ကြီးရွာတွေကို ၊လေကြောင်း၊လက်နက်ကြီး၊ဒုံးတက်ခတ်မှုတွေပြုလုပ်နေတယ်လို့လည်းဖော်ပြထားပါတယ်။အဲ့ဒီလိုစစ်တပ်ကထိုးစစ်တက်ခတ်မှုတွေကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွေ့ပြည်သူတွေအနေနဲ့လုံခြုံရေးတည်ရှိဖို့နဲ့နေမြေခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလည်းမိုးပြင်းနဲ့လိုက်ကောကြစောခီရောကြေးရွာအနီးမှာစပါရိတ်နေတဲ့လဲတမာ3ဦးနဲ့စက်တင်ဘာလ18ရက်နေ့မှာစပါရိတ်နေတဲ့လဲတမာ9ဦးကိုစစ်တပ်ကဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်ပိခဲရအော်ဂိုလာ30ရင်းနေမနေ့ပိုင်းကလည်းနမ်မဲခုံဒုံငန်ခါလမ်းမပေါ်မှာစိုင်းကယ်မောင်းနှင်းလာတဲ့အရတားတူကိုစစ်ကောင်မရှင်တပ်သားတွေကတနက်နဲ့ပြစ်တက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေထံကသိရပါဗျ